မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ဗုဒ္ဓဟူးနေ့အတွက် CJ Platform ရဲ့နေ့စဉ်သတင်းလွှာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်။ကျွန်မကအစီအစဉ်တင်ဆက်သူစင်ဒီပါ။ဒီကနေ့မှာတော့မြန်မာနိုင်ငံဟာကမ္ဘာတရားမဝင်ဘိန်းထုတ်မှုအချက်ချဒေတာဖြစ်လာပြီးစကိုင်းတိုင်းအထိဘေကင်းတွေပြန့်နှံ့လာတဲ့သတင်းစစ်တပ်အလို့ကြပါတီကိုမဲပေးဖို့မရောက်နိုင်တဲ့ဥခင်ရီတို့ဇက်တိုက်ချင်းချောက်နေတဲ့တဲ့။ထိုင်ဝမ်အာမခန့်ချဲဥပဒေကိုထရန်လက်မှတ်ရေးထိုးအတည်ပြု စီမစ်ကျော်ဘိုးတရုတ်တရီပေးလိုက်တဲ့တဲ့ဒီတဲ့တွေအပါအဝင်ထူးခြားတဲ့ပြည်တွင်တဲ့နိုင်ငံတကာတဲ့တွေကိုတင်ဆက်ပေးသားပါမယ်ရှင်ပထမဆုံးတဲ့အနေနဲ့ပြည်တွင်စစ်မီတောက်လောင်နေတဲ့မြန်မာနိုင်ငံဟာကမ္ဘာအကြီးဆုံးဘဲပြုတ်ထုတ်လုပ်ရအချက်ချာဒေတာအဖြစ်အခိုင်အမာပြောင်းလဲနေရယူလာပါပြီ ကုလသမဂ္ဂ UNODC ရဲ့ဒီကနေ့ထုတ်ပြန်ချက်အရဆိုရင်မြန်မာဘိန်းဆိုင်ပြိုမှုဟာပြီးခဲ့တဲ့တစ်နှစ်အတွင်း18ရာခိုင်နှုန်းမြင့်တက်လာပြီးဆယ်စုနှစ်တစ်ခုအတွင်းအမြင့်ဆုံးစံချိန်ကိုရောက်ရှိသွားခဲ့ပါတယ်။ကိုမျိုးနေကဆက်ပြောပြပေးပါမယ်ရှင်။ပြည်တွင်းစစ်မှုတောင်းလောင်နေတဲ့မြန်မာနိုင်ငံဟာကမ္ဘာအကြီးဆုံးဘိန်းပြူထုတ်လို့ရအချက်ချာဒေတာအဖြစ်ခိုင်မာပြောင်းလဲနေရယူလာပါပြီ။ကုလသမဂ္ဂ UNODC ရဲ့ဒီကနေ့ထုတ်ပြန်ချက်အရမြန်မာဘိန်းဆိုင်ပြိုမှုဟာပြီးခဲ့တဲ့တစ်နှစ်အတွင်း18ရာခိုင်နှုန်းမြင့်တက်လာပြီး ဆယ်စုနှစ်တခုတွင်အမြင့်ဆုံးဆန့်ကျင်ကိုရရှိသွားခဲ့ပါတယ်။ကိန်းကနန်းတွေရာ2024ခုနှစ်မှာဟက်တာ4000ကျွဲကျော်ဧကာအားဖြင့်9000ဝန်းကျင်ရှိခဲ့ရာကနေဒီနှစ်မှာတော့ဟက်တာ9300ကျော်ဧကာအားဖြင့်33000ကျော်အထိတိုးလာပါတယ်။အဓိကစိုက်ပျိုးတဲ့နေရာတွေကတော့ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းချင်းပြည်တို့ပဲဖြစ်ပါတယ်။ဒီဒေသတွေမှာစိုက်ပျိုးမှုတုန်းက20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိခုန်တက်သွားပါတယ်။ဒီနေ့အစီအခံသားမှာထူးခြားပြီးစိုးရိမ်စရာကောင်းတာကတော့သခိုင်းတိုင်းအထက်ပိုင်းအိန္ဒိယနယ်စပ်နားမှာ ဘင်းဆိုင်ပြူမှုဟက်တာ950ကျော်ဧကာအဖြစ်1360ဧကာဝန်းကျင်ကိုပထမဆုံးချိန်တွေ့ရှိလာရတာပါဒါဟာဘင်းဆိုင်ပြူမှုပထဝီအနေထားကျေပြန့်လာတာကိုပြသနေပြီးအိန္ဒိချင်းနိုင်ငံတွေအတွက်ပါအန္တရာယ်တည်ပြီးချက်ဖြစ်လာပါတယ်2021အနာသိမ့်ပြီးနောက်ပိုင်းစီးပွားရေးကျတဲ့မှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကတောင်သူတွေကိုဘင်းကင်းတွေစီတွန်းပို့လိုက်တာပါတစ်ဖက်မှာလည်းတာလီဘန်တွေရဲ့နှိမ်နှင်းမှုကြောင့်အာဖဂန်နစ္စတန်မှာဘိန်းဆိုင်ပြုမှုကြာဆင်းသွားချိန်မြန်မာကကမ္ဘာနံပါတ်1နေရာကိုဝင်ယူလိုက်တာဖြစ်ပါတယ် ခုဆိုရင်ထိုင်းကတစ်ဆင့်ဥရောပတမက EU နိုင်ငံတွေစီမြန်မာဘိန်းဘူးတွေရောက်ရှိနေပြီလို့ UNODC ကသတိပေးထားပါတယ်။ UNODC သူတေတီ Inship Sim ကတော့ပြိပခဟာဘိန်းစီးပွားရေးအတွက်ဓာတ်သွားနှစ်ပတ်ပါပဲလို့ဆိုပါတယ်။စစ်ပွဲကြောင့်ဝင်ငွေလိုချင်လို့ဘိန်းဆိုင်ကြတယ်လို့တချိန်တည်းမှာပဲစစ်ပွဲကြောင့်မျိုးစာတေရခတ်လုံသားရှားပါပြီးအထွန်းနှုံးကိုထိခိုက်စေပြန်ပါတယ်။စကောမရှင်ကဒီဇင်ဘာ28မှာရွေးကောက်ပွဲလုပ်ဖို့ပြင်နေပေမဲ့မြန်မာတော့တည်ငြိမ်မှုမရှိဘဲတရားမဝင်စီးပွားရေးတွေတာတွင်ကျယ်လာနေပါတယ် UNODC ကိုယ်စားလှယ် Delfin Shan ကတော့မြန်မာနိုင်ငံဟာအရေးကြီးတဲ့အလဲပြောင်းကိုရောက်နေပြီလို့သတိပေးပါတယ်။နိုင်ငံမတည်ငြိမ်မှုနဲ့စစ်ပွဲတွေမရက်တရွေတော့မြန်မာမျိုးပေါ်ကဘင်းကင်းတွေဟာဆက်လက်စိမ့်လန်းနေအောင်မှာပဲဖြစ်ပါတယ်။ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲနီးကပ်လာတဲ့အများစစ်ကောင်းဆောင်နဲ့ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌတို့ရဲ့လေးတံတွေဟာမဲဆွယ်စည်းရုံးမှုထက်ချိန်ချမှုဘက်ကိုပိုရောက်လာနေပါပြီ။သူတို့နှစ်ဦးစလုံးကပြည်သူတွေကိုပေးလိုက်တဲ့တင်စကားကတော့တခုထဲပါ အဲ့ဒါကတော့ဗာလဲဆိုရင်စစ်တပ်နဲ့အဆင်ပြေမဲ့သူကိုမဲမပေးရင်တိုက်ပြည်ပြက်မယ်အစိုးရပြုတ်ကြမယ်ဆိုတာပါပဲကိုနာကြီးကပြပြပေးပါမယ်ရှင်ဒီဇင်ဘာတရနေ့ကပြည်ဦးလွင်ဇေမင်ကြီးနိုင်ငံဝန်ထမ်းတက္ကသိုလ်မှာမြောက်နိုင်ကဝန်ထမ်းတွေကိုစစ်တပ်ထောက်ခံတဲ့ပါတီကိုမဲပေးဖို့ကြောင်းပြောကြခဲ့ပါတယ် စစ်တပ်ဟာနိုင်ငံတည်ရှိနေသည့်ရှိနေမဲ့အခိုင်အမာဆုံးဖွဲ့စည်းဖြစ်လို့စစ်တပ်နဲ့တဟဇာတာဖြစ်စွာလက်တွဲနိုင်သူကိုသာမဲပေးကြဖို့ဆိုပြီးသူကပြောခဲ့တာပါဒါဟာသူ့လက်အောက်ခံဝန်ထမ်းတွေကိုကြံခိုင်ရေးပါတီ USDP ကိုမဲပေးဖို့တရိုက် PR ပေးလိုက်တယ်လို့ပါပဲကြံခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကတော့ဒီထက်ပိုပြောင်းကြပါတယ်နိုဝင်ဘာ28ရက်ပသိမ်မြို့မဲဆွယ်ပွဲမှာ အစိုးရတက်ကတက်မတော်နဲ့ကြောချင်းကမဆောင်ရွက်နိုင်ရင်အဲ့ဒီအစိုးရနောက်တနေ့ပြုတ်ကြမှာပဲလို့ချင်းချောက်ပြောဆိုခဲ့ပါတယ်သူတို့ပါတီနိုင်မှသာအစိုးရတက်တန်းမြဲမယ်ဆိုတဲ့သဘောကိုအတီလင်းဖွင့်ပြောလိုက်တာပါအစိုးရတက်ဒီတက်မတော်နဲ့ကြောချင်းကရင်ချင်းကမဆောင်ရွက်နိုင်ဘူးဆိုရင်သိကြတဲ့ဒီအစိုးရနောက်နေ့ပြုတ်ကြတော့ဒါကိုစံထားပြီးပြရမယ် ကြခဲ့ပါတီကစစ်တပ်ကနေအသွင်ပြောင်းပြီးရွေးကော်ပွဲဝင်ပြိုင်တဲ့အမတ်အများစုရှိတဲ့စစ်တပ်ကြိုးထောင်းနောက်ခံပြူပါတီပဲဖြစ်ပါတယ်။ဒါ့အပြင် NLD ပါတီကိုဖျက်သိမ်းထားပြီးဖြစ်လို့အဓိကပြိုင်ပွဲမရှိပါဘူး။နေပြည်တော်မှာဆိုရင်စစ်ဘိုလ်ချုပ်ဟောင်း၈ဦးအထိ USDB ကနေဝင်ပြိုင်မှာပါ။စစ်ကော်မရှင်ဟာမဲမတမ်းမာမှုမရှိစေရဘူးလို့ပြောနေပေမဲ့ဝန်ထမ်းတွေကိုဘယ်သူမဲပေးရမယ်ဆိုတာညွှန်ကြားနေမှုကတော့လွတ်လပ်ပြီးတရားမျှတမှုရှိမရှိကိုပေါ်လွင်နေပါတယ်။ရွေးကော်ပွဲအတွက်ရက်ပေါင်း20သားလိုတော့တဲ့အချိန်မှာ စစ်ကောင်းဆောင်တွေရဲ့ဇကားတွေကပြည်သူစံနာထက်စစ်တပ်သဘောထားကသာအဓိကကြကြောင်းတက်သေးပြနေပါတယ်သူတို့လူချင်းနဲ့ရလက်မထွက်ရင်အာဏာထပ်သိမ်းမယ်ဆိုတဲ့သဘောထားကိုချိုးတင်အရေးမွဲပြလိုက်တာပဲဖြစ်ပါတယ်ရင်ကလည်းပြည်သူပါတီဥက္ကဋ္ဌဥက္ကူကိုကြီးကဒီရွေးကောက်ပွဲရလက်ဟာလက်ရှိအာဏာရယူထားတဲ့တက်မတော်နဲ့ထိတ်တိတ်ပြိပက္ခဖြစ်မဲ့ရလက်မျိုးဖြစ်လို့မရဘူးဒီပြဿနာဟာတက်မတော်နဲ့လက်တွဲပြီးဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်ဆိုပြီးပြောကြားခဲ့မှုပါတယ် 2020အနိုင်ရ NLD ပါတီအပါအဝင်ပါတီ40ကျော်ကိုဖျက်သိမ်းပြီးလူလူခေါင်းဆောင်တွေကိုဖမ်းဆီးလာပြီးစစ်တပ်ကဥဆောင်ကျင်းပတဲ့ရွေးကောက်ပွဲဟာပြည်ပခါတို့ကိုပိုးဆိုးစေပြီးအတူရောင်သာဖြစ်တယ်လို့ကုလသမဂ္ဂ EU ASEAN နဲ့အနောက်နိုင်ငံတွေကသတ်မှတ်ထားပါတယ် မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာမြေမြုပ်မှန်အန်ဒီရဲ့အဆိုအားဆုံးနိုင်ငံဖြစ်ဆီးရီးယားနိုင်ငံနဲ့အတူလင်းနစ်ဆက်တိုက်ထိတ်ဆုံးမှရည်တည်နေပါတယ်။လမ်းမိုင်းမော်နီတာ2025အစီရင်ခံစာအရ2024ခုနှစ်တနှစ်ထဲမှအတင်မြန်မာနိုင်ငံမှာမိုင်းကြောက်သေဆုံးထိခိုက်သူ2000ကျော်ထိရှိခဲ့ပြီးဒါဟာကမ္ဘာစုစုပေါင်းအရေအတွက်ရဲ့၃ပုံတစ်ပုံလောက်ရှိနေတာပါ။ ဆရနာသိန်းစာ2022ခုနှစ်မှာထိခိုက်သူ284ဦးသာရှိခဲ့ပေမဲ့2022ခုနှစ်မှာ390ဦး2023မှာ1003ဦးအထိခုန်တက်သွားပါတယ်ပိုဆိုးတာက2024ခုနှစ်မှာ2029ဦးအထိရှိလာပြီးရခိုင်နှစ်ထပ်နှစ်ကြော်မြင့်တက်လာတာဖြစ်ပါတယ်။လေးနှစ်အတွင်းစုစုပေါင်းထိခိုက်သေဆုံးသူ3.9ဦးအထိရှိခဲ့ပြီလို့အတည်ပြုထားပါတယ်ရှင်။ ထိခိုက်သိဆုံးသူ60ရာခိုင်နှုန်းလောက်ကအရက်သာပြည်သူတွေဖြစ်ပြီးအဲ့ဒီထဲမှာအမျိုးသမီးတွေနဲ့ကလေးငယ်တွေအများဆုံးပါဝင်နေပါတယ်ဒါဟာကောက်ရရရှိတဲ့စည်ရင်သားဖြစ်ပြီးမြေပြင်မှာဒီထက်မကများကြနိုင်တယ်လို့စောက်ကြည့်ရေးဖွဲ့ကဆိုပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။တမရဒေါ်နန်ထရန့်ကထိုင်ဝမ်နဲ့အမေရိကန်ကြားဆက်ဆံရေးကိုပုံမခိုင်မာစေမဲ့ဥပဒေတရက်ကိုလက်မှတ်ထိုးအတည်ပြုလိုက်ပါပြီ။ဒီလောက်ရအပေါ်ထိုင်ဝမ်ဘက်က ဝန်တာအာရကျိုးဆိုလိုက်ပေမဲ့တရုတ်ဘက်ကတော့ဒါဟာအနီရောက်စီရက်လိုင်းကိုကြော်ဖြတ်တာပဲလို့ဒေါသတကြီးတုံ့ပြန်လိုက်ပါတယ်ဒီကြောင့်ကိုကွန်မြူနီကပြပြပေးပါမယ်ရှင်အင်္ဂါနေ့ကသမရဖရန့်လက်မှတ်ထိုးလိုက်တာကတော့ထိုင်ဝမ်အာမခံချက်အကောင့်တွေဖိုးရီဥပဒေထိုင်ဝမ် Insurance Implementation App ဖြစ်ပါတယ်ဒီဥပဒေရအမေရိကန်နိုင်ငံသား၏ဝင်ကြီးဌာနအနေနဲ့ထိုင်ဝမ်တာဝန်ရှိသူတွေနဲ့ဆက်ဆံတဲ့လမ်းညွှန်ချက်တွေကိုငါးနှစ်မှာအနည်းဆုံးဒီချိန်ပုံမှန်ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်2022ခုနှစ် ထရိုင်ရဲ့ပထမတပ်တန်းတို့ကဝင်ကြီးဟောင်းမိုက်ပွန်ယူကိုစတင်ဖြေလျှော့ပေးခဲ့တဲ့လမ်းကြောင်းကိုအခုဥပဒေနဲ့အခိုင်အမာဖြစ်အောင်လုပ်လိုက်တာပါ။ထိုင်ဝမ်သမ္မတရုံးပြောခွင့်ရကာရင်ခူကဒါဟာဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ဆိုတဲ့တံမိုးချင်းတူညီမှုကိုပြတာလိုက်တာပဲလို့ကြိုဆိုလိုက်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးလင်ကြားယုံကလည်းဒီဥပဒေကြောင့်ထိုင်ဝမ်အရာရှိတွေ American Federal Agency တွေအထိဝင်ရောက်ဆွေးနွေးခွင့်ရဖို့မျှော်လင့်နေပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရလင်ချင်းကထိုင်ဝမ်ကိစ္စဟာတရုတ်ရဲ့အဓိကအကျိုးစီးပွားဖြစ်ပြီး ဒီရောအမေရိကန်ဆက်ဆိုင်မှာလုံးဝမကြော်ရမယ့်ပထမဆုံးအနီရောင်စီးဖြစ်တယ်လို့သတိပေးလိုက်ပါတယ်ခွထွက်ရေးသမားတွေကိုအမားတင်ကြီးသားတွေမပြဘူးနဲ့တရားဝင်ဆက်ဆံမှုတွေရပ်တန့်ဖို့လည်းအမေရိကန်ကိုတောင်းဆိုလိုက်ပါတယ်တန်တမာဆက်ဆံရေးတရားဝင်မရှိပေမဲ့အမေရိကန်ဟာထိုင်ဝမ်ရဲ့အကြီးမားဆုံးကြောထောက်နောက်ခံဖြစ်နေသေးပါထရန်ရဲ့ဒီလက်မှတ်ထိုးမှုက တရုတ်အမေရိကန်ဆက်ဆံရေးကိုဘလောက်ထိလှုပ်ခတ်သွားစေမလဲဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာစမတ်ဖုန်းအသစ်ဝယ်ယူသူတိုင်းအစိုးရထုတ်ဆန်ချစာတီ app ကိုမဖြစ်မနေသုံးစွဲရမယ်ဆိုတဲ့အမိန့်ကိုအစိုးရကရုတ်တရက်ပြန်လည်ရုတ်သိမ်းလိုက်ပါပြီ။ဒါဟာအပေနဲ့ Samsung လိုနည်းပညာကုမ္ပဏီကြီးတွေရဲ့ညှဉ်းဆဲမှုနဲ့ပြည်သူတွေရဲ့ privacy ဆိုင်ရာဒေါသထွက်မှုတွေကြောင့်အစိုးရကလက်လျှော့လိုက်ရတာဖြစ်ပါတယ်။ကိုလင်းမြတ်ကပြောပြပေးပါမယ်ရှင်။ ိန္ဒိယအစိုးရကပြီးခဲ့တဲ့သတင်းပတ်ကစမတ်ဖုန်းအသစ်ဝယ်ယူသူတိုင်းအစိုးရထုတ်စမ်းချစာတီ app ကိုဖုန်းကုမ္ပဏီတွေအနေနဲ့ရပ်ပေါင်း90အတွင်းဈေးကွက်တင်မဲ့ဖုန်းသစ်အားလုံးမှာကြိုတင်ထည့်သွင်းပေးရမယ်လို့ထုတ်ပြန်ပါတယ်။ အဆိုးဆုံးကတော့သုံးဆွဲသူတွေအနေနဲ့ဒီ app ကိုဖုန်းထဲကနေပြန်ဖြတ်လို့မရအောင် disable or uninstall လုပ်မရအောင်ဖန်တီးထားရမယ်ဆိုတဲ့အချက်ပါပဲဒီအမိတ်အပေါ် Apple နဲ့ Samsung ကုမ္ပဏီတွေကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်သူတို့ရဲ့လုံခြုံရေးစနစ်တွေထဲမှာအစိုးရရဲ့ software တစ်ခုကိုအသေးတက်ဆင်ထားရမယ့်ကိစ္စဟာသုံးဆွဲသူတွေရဲ့ယုံကြည်မှုကိုထိခိုက်စေနိုင်တယ်လို့ကြိုတင်တိုင်ပင်ခြင်းမရှိဘဲအမိတ်ထုတ်ခဲ့မှုအပေါ်မကြေမနက်ဖြစ်ခဲ့ကြတာပါ ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူတွေကတော့ဒါကနိုင်ငံသားတွေကိုစောင့်ကြည့်ထောက်လှမ်းဖို့ surveillance tool ဖြစ်လာနိုင်တယ်လို့ဝေဖန်ကြပါတယ်ဆက်သွယ်ရေးဝန်ကြီးဂျူဒီရာဒစ်ရှာစင်တီယာကတော့တရှိုးလုတ်ဖို့မဖြစ်နိုင်ဘူးလို့ညင်းဆိုထားပြီးလက်ရှိမှာပြည်သူ14တန်းကသူတို့သဘောနဲ့သူတို့ download ဆွဲသုံးဆွဲနေကြလို့မဖြစ်မနေသုံးခိုင်းဖို့မလိုတော့ကြောင်းအကြောင်းပြချက်ပေးထားပါတယ်အစိုးရကတော့ဒီစန်ချာစာတီစနစ်ဟာပျောက်ဆုံးသွားတဲ့ဖုန်းတွေကိုရှာဖွေဖို့ IMEI နံပါတ်အစစ်အမှန်ဟုတ်မဟုတ်စစ်ဆေးဖို့နဲ့ ကြားဖြန့်လိမ်လည်မှုတွေကိုတားဆီးဖို့လို့ဆိုပါတယ်။တနင်္လာနေ့တရက်ထဲမှာတင်အုံပြုသူ6သိန်းလောက်တိုးလာပြီးနေ့စဉ်လိမ်လည်မှု2000လောက်ကိုဖော်ထုတ်ပေးနေတယ်လို့ဆိုပါတယ်။ Internet လွတ်လပ်ခွင့် Foundation IFF ကတော့အမိန့်ရုပ်သိမ်းတာကိုကြိုဆိုပေမဲ့ဥပဒေစာသားအတိအကျထွက်မလာမခြင်းတတိထားပြီးစောင့်ကြည့်ရမယ်လို့တတိပေးထားပါတယ်။ညစဉ်တိဆက်ပြီးနေတဲ့ CJ Platform ရဲ့မူလဝါဒခံမှန်းချက်တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ။နောက်ပြန်ဒီဇင်ဘာလ၄ရက်နေ့ကြာတာပြည်နေ့မှာတော့ဒေတာအတီတီမှာနေ့ပူချိန်နေ့ဆက်လက်မြင့်တက်လာနိုင်ပါတယ်။အပူချိန်ပြောင်းလဲတွေကြောင့်စိုက်ပျိုးတောက်သူတွေအနေနဲ့ဆောင်းတီးနှံတွေမှာစုပ်စားပိုးတွေကြာရောက်လာနိုင်တာကြောင့်တီးနှံစိုက်ခင်တွေကိုနေ့စဉ်သတိပြုပြီးစောင့်ကြည့်ပေးကြပါလို့တိုက်တွန်းလိုပါတယ်ရှင်။ပြမောရသုံးဖို့မတွေ့ရှိရသေးတာကြောင့်စားတောက်သူတွေအတွက်အခုရက်ပိုင်းတွေမှာပထမဆုံးအကြိမ်စားသိမ့်ဖို့အတွက်အခွင့်အလမ်းကောင်းတစ်ခုပါပဲ။စားကြံစည်းတွေလည်းဈေးကောင်းရပါစေလို့ဆုတောင်းဝေပါရှင်။ ဒီနေ့ညမှာတော့မြန်မာနိုင်ငံရဲ့အေးဆုံးဒေသတွေဖြစ်တဲ့ရှမ်းနဲ့ချင်းတို့မှာလည်းညပူချိန်တွေမြင့်တက်လာနေပြီး၁၄ဒီဂရီဆယ်စီယက်ထိသာအေးမြကျဆင်းနိုင်မှာဖြစ်ပါရဲ့ရှင်။တနင်္ဂနွေလုံးတိုက်တာအနေနဲ့ကတော့တနေ့တာပြင်းပြပူချိန်တွေလည်းမြင့်တက်လာနေပြီးနောက်နေ့ရက်အတွင်းမှာဆက်လက်မြင့်တက်ဖို့ရှိနေပါရဲ့ရှင်။ မနေ့ပြန်မှာလည်းတနိုင်ငလုံးတိုက်တာနဲ့တနေ့တာပြင်းများပူချိန်30ဒီဂရီဆက်စီယက်ကျော်မှသာရှိနေပြီးချင်းနဲ့ရှမ်းတို့မှာသာ22ဒီဂရီဆက်စီယက်ကနေ20ဒီဂရီဆက်စီယက်သာကျဆင်းနိုင်မှာဖြစ်ပါတယ်မနေ့ပြန်အတွက်ထူးခြားမှုအနေနဲ့ကတော့မွန်ကရင်နဲ့တနင်္သာရီတိုင်းတို့မှာတနေ့တာပြင်းမြအပူချိန်34ဒီဂရီဆယ်စီယက်ကနေ36ဒီဂရီဆယ်စီယက်ထိအပူဆုံးဒေသတွေဖြစ်ခန်းစားရရှိမှာဖြစ်ပါရှင်။ ရန်ကုန်မြို့နယ်အနီးဝန်ကျင်မှာနေထိုင်ကြသူတွေကိုအထူးသတိပေးလို့တာကမနေ့ပြန်ညပိုင်းတွင်မှလေးတွေ့ရေးသွေးကြဆင်းနေရတွေ့ရှိရတာကြောင့်ရန်ကုန်မြို့တွင်ညချိန်သွားလာသူတွေအနေနဲ့နှာခေါင်းစီးတက်ဆင်သွားလာတာမျိုးပြုလုပ်သင့်ပါတယ်။ဒီနေရာမှာတခုပြောလို့တာကတော့နှာခေါင်းစီးတက်သွားလာမယ်ဆိုရင်လုံခြုံရေးအတွက်စိတ်မချဖြစ်နိုင်ခြေရှိရင်တော့လူနေထူထပ်တဲ့နေရာတွေကိုရှောင်ရှားသွားလာကြပါလို့တိုက်တွန်းလိုပါရှင်။ ခလီငယ်တွေနဲ့အသက်အရွယ်ကြီးရင်သူတွေအတွက်တော့လေတူးညဉ့်ညံမှုကိုသိသာစွာခံစားရနိုင်ပါရဲ့ရှင်မြန်မာတနိုင်ငံလုံးမှာတော့ဆောင်းရသည်နဲ့အတူ နေသားချင်းတွေအပြည့်ရှိနေပေမဲ့တိတ်ဖြစ်ထုံမှုမြူဆိုင်မှုတွေကြောင့်မနေ့ပြန်မှာရောဒေတာအပါအဝင်ရှင်းပြည်နယ်ကမင်းတပ်ကံပလတ်မြို့နယ်တွေမှာနေသားချင်း9နိုင်6နိုင်ခန့်သာရှိနိုင်ပြီးတာပေါ်ဒေတာတွေမှာတော့3နိုင်ခန့်သာရှိနိုင်ပါရဲ့ရှင် နက်ဖြန်မှာနှိပ်စုံပူချိန်တွေဖြင့်ရှမ်းပြည်မြောက်ပိုင်းနဲ့ချင်းပြည်တို့မှသာ7ဒီဂရီဆဲစီရဲကနေ6ဒီဂရီဆဲစီရဲထိသာကျဆင်းနိုင်မှာဖြစ်ပြီးကြံပီနယ်နဲ့တိုင်းရင်းမှာတော့18ဒီဂရီဆဲစီရဲကနေ16ဒီဂရီဆဲစီရဲထိသာကျဆင်းနိုင်မှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်အေးအေးပေါ့မယ်လို့ဆိုရမှာပါပဲ။ ဆိုင်ရည်ရဲ့မြူဆိုင်နိုင်ခြင်းနဲ့ပတ်သက်ပြီးဒီနေ့ညကနေမနေ့ပြန်မနေ့အထိကချင်းစကိုင်းတိုင်းထပ်ပိုင်းမန္တလေးတိုင်းထပ်ပိုင်းတို့မှာနေရာနှံ့ပြမြူထူးတက်စွာကျဆင်းနိုင်ပြီးကရင်နီးရှမ်းနဲ့ရခိုင်မြောက်ပိုင်းတို့မှာနေရာစစ်စိမ်နဲ့ကြံပညာနဲ့တိုင်းရင်းမှာတော့နေရာကျကျကနေနေရာကွက်ကြမြူထူးတက်စွာကျနိုင်မှာဖြစ်ပါရဲ့ရှင်။ မြူဆိုင်နေကျမြင်ကွင်းရှင်းလင်းမှုမဖြစ်တာကြောင့်မြစ်ချောင်းတွေတွင်သွာလာသူတွေနဲ့ကုန်လန်ခရီးသွာလာသူတွေရင်းရံတရေမဖြစ်စေဖို့အထူးခရီးပြုသွာလာကြပါလို့တိုက်တွန်းလိုပါရှင်။အခုပြပြပေးခဲ့တဲ့မူလဝတ္တခမှန်ချက်တွေကိုကျမတို့ CJ platform ရဲ့မူလဝတ္တလေးလာသူတူဖြစ်သူကိုလကွန်ဧကမူလဝတ္တခမှန်ချက် model တွေမှာဖော်ပြထားတာကိုစုစည်းပြီးခမှန်တင်ဆက်ပေးထားပါ။ မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CC platform ရဲ့နောက်ဆက်ရမိုးလေဝသခမှန်ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြပါလို့မြစ်တရရခန့်လိုပါရှင်။ CC platform ရဲ့တရင်စီစဉ်တွေကို CC platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါရှင်။ဒီနေ့အတွက်နေ့စဉ်တင်ပြတဲ့အစီအစဉ်ကိုတော့ဒီမှာပဲရနာပါစေရှင်။ CJ platform ရဲ့တည်င်းစီစဉ်ကိုအောက်မြောက်ကြည့်ရှုအပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံ ။ဒါလည်းကိုယ်ဤချမ်းမာခြင်း၊စိတ်ဤချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီးတဘာဝပေးစစ်ပေတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါရဲ့ရှင်။